အားလုံးမင်္ဂလာပါဒီနေ့မှာတော့ဘောကမောင်းငါချက်စားမှာပဲဖြစ်ပါတယ်။ပဲရင်ဦးဆုံးပြုတ်ထားမယ်ပေါ့နော်။ပဲပြုတ်တာကြာတာဖြစ်တဲ့အတွက်ပဲပြုတ်နေစဉ်အတွင်းမှာဘူကပါဝင်ပစ္စည်းလေးတွေကိုအစင်သင့်ပြင်မယ်ပေါ့နော်။အဲ့ထဲမှာချက်သွန်နီကတော့မပါမဖြစ်သူလေးစိတ်လေးစိတ်ပြီးထားပါမယ်။ပြီးရင်ဖူးကတော့အသားဓူလေးတွေလည်းထည့်ချင်တာဖြစ်တဲ့အတွက်အသားဓူလေးတွေကိုပါရေစိမ်ထားပြီးမှဖြစ်ပါတယ် ပွာလာအောင်လို့ပေါ့နော်ပြီးရင်တော့မုတ်ဖက်လေးကိုလည်းရေစိမ်ပေးထားရပါမယ်ပေါဝင်ပစ္စည်းရဲ့အဆင့်တင်းဖြစ်ပြီးဆိုရင်တော့ဖူးက၅စီတက်ထားတာအဆင့်တင်းရှိတဲ့အတွက်အလွယ်တကူချက်ဆောင်မှာဖြစ်ပါတယ်ပြီးရင်ဟင်းရဲ့အနှစ်ကို ပြည့်စေဖို့အတွက်ဖော်ကြုတ်တလုံးနဲ့ဖောက်ထည့်ပါမယ် ပြီးရင်အိုးဘဲဥလေးနဲ့စားချင်တာဖြစ်တဲ့အတွက်ကြုံဥလေးလေးအစင်တင်ပြုတ်ပြီးတော့မှခွာပေးလိုက်ပါမယ်။ ဟင်းရီပို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 ဆူလာပြီဆိုရင်တော့ဖွာငါးစီတက်ကိုထည့်လိုက်ပါမယ်။ပဲပြုတ်ထားတဲ့အရေပေါ့နော်။ပြီးတော့မှအိုက်သေးကိုကြက်သွန်နီတွေထည့်မယ်။အိုးဘဲဥတွေထည့်မယ်ပြီးလို့ရှိရင်ဟင်းရီအနှစ်ပစ္စည်းဖို့အဲ cloud ထားတဲ့ကြက်ဥလေးထည့်မယ်။ပြီးရင်အရသာအနေနဲ့ကတော့ကိုလိုအပ်တာတွေကိုထည့်ပြလိုက်ပါ။ပြီးအသားဓူလေးတွေကပွပြီးတော့ရပြီဆိုရင်တော့ညှက်ထားပြလိုက်ပါမယ်။ ပြီးရင်တော့ဖူကအဲတံမြူတီးနဲ့နန်နံပင်ကိုအစင်းသင်းပြင်ပေးထားပါမယ်။မွေးငါစရဲဆိုလို့ရှိရင်လည်းနန်နံပင်ကမပါမဖြစ်ပေါ့နော်။ဆိုတော့မြန်မာတွေဖြစ်တဲ့တွင်နန်နံပင်အရန်ကြိုက်ပါတယ်။နန်နံပင်လေးနဲ့ချောက်တီးလေးနဲ့အဲ့ဒါမှမွေးငါပြည့်စုံတာပေါ့နော်။ ပြီးရင်တော့မိုးဖက်လေးတွေကိုဖိုးကပြုတ်ထားပြီးလိုက်ပါမယ်။ရေစိမ်းနာတာဖြစ်တဲ့အတွက်အရန်အကြာကြီးပြုတ်เสียမလို့ပေါ့နော်။ပြီးမုတ်သားလေးကိုလည်းပိုကောင်းစေပါရဲ့။ရေစစ်ပြီးတော့အစင်းသင်းလေးလုပ်ပြင်ထားပြီးလိုက်ပါမယ်။ပအဝင်ပစ္စည်းလေးတွေစင်တင်ရပြီးဟင်းရည်လည်းချက်ပြီးဆိုရင်တော့ဖိုးစားပြီးတော့မှသုံးဆောင်လို့ရပါပြီ။အိုးဘဲဦးလေးနဲ့ပါအိုးဘဲဦးကမလာမပါရဖြစ်နေပေါ့နော်။မချက်ခင်ချလိုက်လို့ပါ။ ဆိုတော့အသားတူလေးနဲ့ဆိုတော့ဟင်းရည်လေးကပို့ပြီးတော့မှပြပြနှစ်နှစ်လေးနဲ့ပေါ့နော်အရင်ဆောက်ကောင်းပါတယ်ပြီးလို့ရှိရင်တော့အာမပါမဖြစ်ပေါ့နော်ဖွေအချက်မဟုတ်ပြီးနည်းနည်းပင်အချင်းလေးလေးညှစ်ပါမယ်ပြီးရင်တော့ဖူကငံပြားရည်လေးကိုလည်းထည့်ပေးလိုက်ပါမယ်အဲ့ဒါမှပြည့်စုံတယ်လို့ခံစားရတယ်ပေါ့နော်ပေါ့ခရမ်းကျင်ဒီကတော့မရှိလို့ထည့်ပြီးတော့မစားတော့ပါဘူးဆိုတော့စပြီးတော့မှာ သုံးဆောင်လို့ရပါပြီအဆုံးထောင်လိုက်ပတ်ချူပေးအတွက်ကျေးဇူးများတင်ပါတယ်တတနောက်ဗီဒီယိုတွေမှာဆုံတွေ့ကြမယ်